အမေရိကန်ရတက်ရဲ့မျိုးဆက်သစ်တိုက်လေရင်စီမံကိန်းအတွက်အပိသက်ရွေးချယ်မှုကိုအခုသတင်းပတ်ထဲမှာပြုလုပ်ခွင့်ရှိနေတယ်လို့သိရပါတယ်။ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းဤပညာပါဝင်ပြီးအစစ်မြေဆုံးစနစ်တွေအားဖြင့်တက်ဆင်ထောက်မဲ့ဆက်ထမမျိုးဆက်တိုက်လေရင်အသစ်အတွက်ဘဲကုမ္ပဏီကို contract စာချုပ်အနှင်းမလဲဆိုတော့ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကအခုသတင်းပတ်ထဲမှာကြေညာလာခွင့်ရှိတယ်လို့နေဆက်တဲ့သတင်းမြင့်နှစ်ယောက်ကပြောပါတယ်။ အမေရိကန်ဟာခေတ်ရှိပြည်စစ်ထမအမျိုးဆက်တိုက်လေရင်အမျိုးအစားအ ਨੇ စုံနှစ်ခုကိုထုတ်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။တမျိုးကလေတပ်အတွက်ဖြစ်ပြီးတမျိုးကတော့ရေတပ်အတွက်ပါ။လေတပ်အတွက်ထုတ်လုပ်မယ့်တိုက်လေရင်အတွက်ကတော့ Boeing ကထုတ်လုပ်ခွင့်ရထားပြီး F-47 ဆိုတဲ့ကုန်နာမည်နဲ့တိစောက်နေပါတယ်။ရေတပ်အတွက်ထုတ်လုပ်မယ့်တိုက်လေရင်ကတော့ FA-86 Project လို့ရေပူရရင်ညွှန်းခေါ်ဝေါ်လေးရှိပြီး Boeing Lockheed Martin နဲ့ Northrop Grumman ကုမ္ပဏီတွေစီကအဆွေပြုချက်တွေကာကွယ်ရေးဝန်ကြီးဌာနစီအသေးသေးတင်သွင်းထားပါတယ်။အထက်ထဲကမှတခုကိုမကြခင်ဟက်ဆက်ကရွေးချယ်ဆုံးဖြတ်ပွဲရှိပါတယ်။ FAA စီမံကိန်းအတွက် contract စာချုပ်အနှင်းခံရမယ့်ကုမ္ပဏီဟာရေတပ်မှလက်ရှိအသုံးပြုနေတဲ့သရုပ်ထမျိုးဆက် FAA 18 Super Hornet တွေထက်အများကြီးအဆင့်မြင့်တဲ့ဗတ်စုံသုံးကိုပြောက်တိုက်လေယာဉ်အသစ်တွေကိုထုတ်လုပ်ပေးရမှာဖြစ်ပါရဲ့ရှင်။